လာရှုံနဲ့ဒီဘောမျိုးနယ်ကြမှာရှိတဲ့နမကြီးရွာမှာရှမ်းပြည်တိုးတက်ရေးပါတီ SSPP တက်နဲ့ကိုကန်တက် MNDA တို့ကြားနယ်မြေအငင်းပွားမှုဖြစ်ပွားရာကနေ ပြစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ဒီနေ့ဧပြီလ29ရက်မနေ့စင်နာရီဝင်းကျင်မှာနမကြီးရွာထဲဝင်လာတဲ့ကိုကန်တက်ဖွဲ့တွေကို SSPP ဘက်ကစတင်ပြစ်ခတ်ခဲ့ရာကနေနိုင်ရွက်ကြာပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ဖြစ်စဉ်ကိုသိရှိထားတဲ့စစ်ရေးတရင်မြစ်သူကရွှေပြည်မျိုးပြောပါရတယ်။ ြဿနာဆမှာမနေ့ဧပြီလ28ရက်တုန်းကနမ်မာနဲ့ကုန်းပေါင်းကြီးရွာမှာရှိတဲ့ SSPP တပ်တွေကိုကိုကန်တပ်ကနေမှတက်ဆုပ်ပေးဖို့လာရောက်ညှိနှိုင်းရာကနေနဖက်တပ်တွေထိုးကျိတ်မှုဖြစ်ပွားရာစာခဲ့တာလို့ဒေတာခန့်တွေကရွှေပြည်မျိုးပြောပါတယ်။အဲ့ဒါနမ်နမ်မာရှိတဲ့ကိတ်တစ်ခုရဲ့ပုံပါဝရှိတဲ့ကိတ်တစ်ခုရဲ့ကိုဒီကိုကန်ကရွှေခိုင်းလိုက်တာပေါ့။နော်ခိုင်းတယ်ရွှေခိုင်းတော့ဒီ SSPP ကလည်း ပြောမယ်ဆိုရင်အဲ့ဒီနေရာဒေတာမှာသူကနေလာတာဟိုးငါပဲရလေမိညာရှင်းလာကြော်လောက်မှာကြာတော့ဒီကိုကန်တက်တယ်ကဝင်သွားပြီးတော့အဲ့ဒီဟိုကလည်းဒီအဲ့ဒီစက်အဲ့မဟုတ်သွားပြီးတော့ဒီရှမ်းစစ်သားတွေကိုခြေတော့နဲ့ကန်လို့ကန်ရိုက်လို့ရိုက်တော့ဗျာရှမ်းစစ်သားပလေးတွေကလည်းတောက်ပြီးတော့ထွက်ပြေးကြတာကွာပြီးတော့ဒီနေ့ကျတော့ဒီစတန်နာကြီးကျော်မှာကျတော့မခံနိုင်တော့ဘူးဒီမှာကွာဒီရှမ်းအဖွဲ့တွေကလည်းပြန်ပြီးတော့ဒီကိုကန်ကိုပြန်ပစ်တာကွာဒီနေ့မှာဖြစ်ပွားခဲ့တဲ့ပြစ်ခတ်မှုအတွင်းနှစ်ဖက်ထိခိုက်ရှိနိုင်ပြီး SSPP တက်ဟာနမကြီးရွာနီးတဝိုက်မှာအရင်ကတည်းကတက်ဆွဲထားတာလို့ဆိုပါရယ်။နဖက်တက်တွေပြစ်ခတ်မှုဖြစ်ပြီးတဲ့နောက် SSPP တက်ဘက်ကနမကနေကားနဲ့ဆုတ်ခွာသွားတယ်လို့သိရပါရယ်။နမကြီးရွာမှာကြောက်မီသွေးထွက်တဲ့ဒေသဖြစ်ပြီးလာရှိုးကို ကိုကန်တက်ထိန်းချုပ်ထားချိန်စစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့တဲ့နေရာလည်းဖြစ်ပါရယ်။ဒေသခံတွေကတော့ရှမ်းမြောက်ရှိတိုင်းရင်းသားလက်နက်ကင်တွေအနေနဲ့ နယ်မြေညင်းပွားမှုတွေကိုဆွေးနွေးရင်းနီးလန့်နဲ့သာဖြေရှင်းကြဖို့တိုက်တွန်းထားကြပါတယ်။ SSPP တက်နဲ့ MNDA တက်ဟာဝါတက် UWSA ဥဆောင်တဲ့ပြည်တော်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC ရဲ့အဖွဲ့ဝင်တွေဖြစ်ကြပါတယ်။ရှမ်းမြောက်မှာတည်တံ့နှစ်ခုဆစ်စင်ရေးနောက်ပိုင်းတိုင်းဒေသနဲ့နိုင်ငံတွေကြားနယ်မြေညင်းပွားမှုတွေမကြာခဏဖြစ်ပွားနေပါတယ်။